ူကောင်းကြိုင်ဝမ်းသည်ပရင်အထွက်ကောင်းသောကြောင့်နာမည်ကြီးသလိုအသွင်ပြောင်းကြားရကြောင့်လည်းနာမည်ကြီးသည်ဟူကောင်းကြိုင်ဝမ်းဒေသ၌အသွင်ပြောင်းတမန်ကြားများသည်အုပ်စုလိုက်ပင်ရွာတီပြီးနေထိုင်ကြကြောင်းကြာဝနာဝပြောဆိုကြသည်သို့သောတမန်ကြားရတကယ်ရှိမရှိဆိုတာကိုမိသူကမှအတိမပြုနိုင်ကြသေးပါကျွန်တော်သည်တမန်ကြားများနှင့်ပတ်သက်၍ယုံကြည်ဤမယုံကြည်ဤကိုပြောဆိုခဲ့ခြင်းမရှိပါဦးကောင်းတာကတော့တမန်ကြားရတကယ်ရှိသည်ဟုပြောသည် ူကိုယ်တိုင်လည်းကြုံတွေ့ခဲ့ရသည်ဟုဆိုသည်ဦးကောင်းသာသည် လိန်ညာပြောဆိုမိမဟုတ်ပါပြီးတော့တမန်ကြများနှင့်ပတ်သက်၍ထင်ရှားသောမှတ်တမ်းမှတ်ရာများမရှိတော့လေလုံတန်းစကားများအရစကိုင်းတိုင်းတွင်ရှိချင်းတွင်မြင့်ညာတွင်တမန်သည်ရွာဟုခေါ်သော ရှမ်းလူမျိုးများနေထိုင်သည့်ရွာတစ်ရွာရှိကြောင်းထိုတမန်သည်ရွာတွင်အသွင်ပြောင်းတမန်ကြများနေထိုင်ကြကြောင်းဆိုကြလေသည်တမန်ကြ၏မူလအမည်မှာရှမ်းစကားထမန်ကြဖြစ်သည် တမန်ကြားဟုခေါ်ရမှ ကာလရွေလျားသောတမန်ကြားဟု၍ဖြစ်လာသည်တမန်တို့သည်ရှမ်းလူမျိုးများဖြစ်ကြပြီးတစ်ချိန်ကအင်တော်ကြီးအိုင်းဖြစ်လာမည့်နေရာတွင်စီခန်းအမည်ရှိမျိုးတစ်မျိုးကိုတည်ထောင်နေထိုင်ခဲ့ကြသည်စီခန်းမျိုးကြီးရေအောက်ရောက်သွားသည့်အခါအသက်ရှင်ကျန်ခဲ့သောအဆက်အနွယ်များသည် နောက်ဖက်သို့ရွှေ့ပြောင်းကြပြီးတခြားသူများနှင့်တွေ့နှောခြင်းမပြုဘဲတည်ကြနေထိုင်ခဲ့ကြသည်တမန်တို့သည်တမန်ကြားတို့နှင့်ပတ်သက်သည့်ပညာရများကို တားဆင်မြည်ဆက်တင်ကြားပေးခဲ့ပြီးညင်ပသူမပေါက်ကြအောင်ထိမ့်သိမ်းခဲ့ကြသဖြင့်ထိုပညာတက်မြောက်ကြောင်းကိုတခြားလူတွေမသိနိုင်ကြကြ။သူဖြစ်ပါသောကြောင့်တမန်ကြားရအကြောင်းလူတွေသိပြီးမသိကြတာဟုဆိုကြနေသည်။ဦးကောင်းသာပြန်သွားပြီးနောက်ကျွန်တော်သည်တော်ရဲသွား၍သူတေသနာလုပ်ငန်းများကိုဆက်လက်လုပ်ကံရလေသည်။သူဖြစ်ရာမိုးဆိုးကြီးဦးလျှံခေါင်နှင့်အမြဲထီတွေ့ဆက်ဆံနေရလေသည်။နောက်ပိုင်းတွင်တစ်တော့စခန်းနှင့်အလံဝေသော တောနှစ်များအတွင်းသို့သွားရသည့်အချိန်တိုင်းမိုးဆိုးကြီးဦးလျံခေါင်ကလမ်းပြအဖြစ်ခေါ်သွားခဲ့သည်ကျွန်တော်တို့သည် တောထဲသို့တစ်ခါသွားတိုင်းရင်းနှီးမှုတဆင့်တိုးလာခဲ့ကြရာချိန်ကြာသည့်အခါတယောက်နဲ့တယောက်ယုံကြည်အားကိုးရသူတွေဖြစ်လာခဲ့ကြသည်တနေ့တွင်မိုးဆိုးကြီးလျံခေါင်သည်တစ်တော်စခန်းသို့မခေါ်ဘဲနှင့်ရောက်လာခဲ့သည်သူနှင့်အတူလူရွယ်တယောက်လည်းပါလာခဲ့သည်ထို့သူသည် ကျွန်တော်နှင့်ရွယ်တူဖြစ်လောက်သည်အသက်ချင်းသိပ်မကွာလောက်ပြီး ဟာမုံဆိုးကြီးမခေါ်ဘဲနဲ့ရောက်လာတာဆိုတော့ကိစ္စတစ်ခုခုရှိလို့ထင်တယ်။လာလေးဗျ။မုံဆိုးကြီးနဲ့သူနဲ့တူပါလာတော့လူရွယ်ကိုအင်းထဲကိုဖိတ်ခေါ်လိုက်သည်။ဒီအချိန်လောက်ဆိုစခန်းထဲရလူတွေဒီဘက်ကိုလာတတ်လားဗျ။ဒီချိန်တော့လာလေးမရှိဘူး။ဘာဖြစ်လို့လဲဗျ။ဒီကျွန်တော်နေရသည့်အိမ်ဒီစခန်းဤမြောက်ဘက်အစွန်တွင်ရှိပြီးတခြားအဆောက်အုံများနဲ့အတော်လေးလှမ်းသည်။ထို့ကြောင့်ဝန်ထမ်းများသည်ကျွန်တော်စီလာခဲ့သည်။ကိုတိုက်ထွန်းတယောက်သားကျွန်တော်စီကို မကြာခဏလာတတ်သည်။ ကျုပ်တို့ဆရာစီမအကူအညီတစ်ခုလောက်တောင်းချင်လို့ပါထူးထူးဆန်းဆန်းပါအကူအညီတောင်းမလို့လဲဗျကျွန်တော်ကူညီနေတာရှိရင်ကူညီပါမယ်ဦးလျံခေါင်က သူနဲ့အတူပါလာတော့လူရွယ်ကိုလှမ်းကြည့်လိုက်သည်သူလူရွယ်ကမုံဆိုးကြီးအားခေါင်းငိမ့်ပြလိသည်ထိုအခါမုံဆိုးကြီးသည် ကျွန်တော်ဘက်သို့လှည့်လာခဲ့ပြီးကူညီတောင်းမဲ့အကြောင်းကိုမပြောခင် မောင်ရွှေနီနဲ့အရင်ဆုံးမိတ်ဆက်ပေးပါရစေဟုတ်ကဲ့ကျွန်တော်ကကိုရွှေတင်ဘက်ကိုလှည့်ပြီးပြုံးပြလိုက်သည် ထိုအခါကိုရွှေနီကလည်းပြန်၍ပြုံးပြလေသည် မောင်ရွှေနီကတာမန်လူမဟုတ်ဘူးဒီချိုင်ဝမ်းဒေသတွင်မှနာမည်ကြီးနေတဲ့တမန်ကြပါဗျာမိုးဆိုးကြီးစကားကြောင့်ကျွန်တော်ဒီလွန်စွာအံ့ဩသွားရလေသည်ဆရာအနေနဲ့ဒီစကားကိုယုံကြည်ဖို့ခက်ခဲနေပါလိမ့်မယ်ဒါပေမဲ့ကျုပ်ပြောတာကိုယုံကြည်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်ကျွန်တော်မိုးဆိုးကြီးကိုယုံပါတယ်ဒါပေမဲ့မိုးဆိုးကြီးပြောတဲ့စကားတွေကတိတ်ထူးဆန်းနေလို့ယုံကြည်ဖို့ခက်ခဲနေတာပါ ဆရာယုံအောင်ကျုပ်တို့တက်သေးပြပါမယ်။ဒုံနောက်မဆိုးကြီးကကိုရွှေနီကိုမင်းငေါ်ပြလိုက်သည်။ဒုံအခါကိုရွှေနီကထင်မှတ်မထားသည့်စကားကိုပြောဆိုလာခဲ့လေသည်။ဆရာလွန်ခဲ့တဲ့နှစ်လောက်ကဥလျံခေါင်နဲ့ပက်ကောင်တောင်တန်းဘက်သွားသေးတယ်မဟုတ်လား။ကျွန်တော်ကဟုံးမှန်ကြောင်ကောင်းချင်းပြလိုက်သည်။ပက်ကောင်တောင်တန်းသည်ခူကောင်းကျိန်ဝန်ဒေသ၏အနောက်ဖက်တွင်တည်ရှိသည်။အဲဒီတော့ကဆရာကြားတကောင်နဲ့ရင်ဆိုင်ခဲ့ရတယ်မဟုတ်လားသူစကားကြောင့်ကျွန်တော်ဒီအန်အောမှင်တက်သွားရလိမ့်ဒီ ထိုအကြောင်းကိုကျွန်တော်မိသူကိုမှမပြောပြခဲ့ဘူးပါပကွိုင်းတောင်တန်းတို့အတူတောရောက်ခဲ့တော့ကိုတိုက်ထွန်းနဲ့မုံဆိုးကြီးပင်မသိကြပါကျွန်တော်ဒီမိသူကိုမှမပြောပြဘဲညှို့ဝတ်ထားတော့ကြောင်းဖြစ်သည်ပြောပြလင်းလဲယုံကြမည်မဟုတ်မှသိနေတော့ကြောင်းပဲအဲ့ဒီနေ့တုန်းကဆရာအသက်ကိုကယ်တင်ပေးခဲ့တဲ့ကြားကကျွန်တော်ပါဘလို့ကျွန်တော်ဒီအဲ့ဒီနေ့ကအဖြစ်ပြက်များကိုမျက်လုံးနဲ့ပြန်မြင်အောင်လာခဲ့သည်လွန်ခဲ့တဲ့နှစ်လလောက်ကကျွန်တော်တို့ဒီ အနောက်ဘက်တောင်နှံရှိတစ်ပင်မျိုးစိမ်များကိုမှတ်တမ်းတင်ရန်ပက်ကွိုင်တောင်နှံကိုသွားရောက်ခဲ့ကြသည်ပက်ကွိုင်တောင်နှံသည်ချင်းတွင်းမြစ်၏မြစ်လက်တက်တွင်မြစ်ဖြားခံရာရေဝေကုန်းလမ်းတစ်ခုဖြစ်သည်သို့ဖြစ်ရာမြစ်ငယ်ချောင်းငယ်အလွန်ပေါများပြီးပင်မျိုးစိမ်များစွာပေါရောက်ရှင်သန်ကြလေသည်ထို့ကြောင့်မှတ်တမ်းတင်ခြင်းအလုပ်ကိုရက်အတော်ကြာအောင်ပြုလုပ်ရသည်ထို့တော်တွင်ကျွန်တော်တို့သည်တောထဲတွင်တဲထိုး၍နေထိုင်ခဲ့ကြသည်ခြိုင်ဝမ်းဒေသနောက်ဘက်ရှိတောင်နှံများသည်ပေရှိယာခန္ဓာမြန်မာသဖြင့် တားကောင်ကြီးများကိုတိတ်မတွေ့ရကြည်ထို့ကြောင့် NDA လည်းတိတ်မများပါအလုံများကိုစိတ်အေးလက်အေးလုတ်ကန်ရလေသည်တရက်တွင် ကျွန်တော်ဒီကိုလက်တက်စင်ရန်အတွက်တဲထိုးထားသည့်နေရာနှင့်ဂိုက်တရားကန်သာဝေးသောချောင်းတစ်ခုစီကိုတယောက်ထဲထွက်လာခဲ့သည်တွာရမီအကွာဝေးကတိတ်မဝေးလာတော့ကြောင့်ကိုတိုက်ခွန်းကိုအဖို့မခေါ်တော့ဘဲတနက်လွယ်၍တယောက်ထဲထွက်လာခဲ့ခြင်းဖြစ်သည်တဲနှင့်ကြောက်တော့ကြောက်ခဲတွေကြောင့်ချောင်းရည်လွန်ကြည်လင်အေးမြနေသဖြင့်ရေချိုးခြင်းသည့်စိတ်တွင်ဖြစ်လာခဲ့သည် ထို့ကြောင့်ကျွန်တော်ဒီအဝတ်အစားများကိုကုန်းပေါ်မှာချွတ်ထားခဲ့ပြီးရေစင်းကူးလေတော်သည်ရေကအလွန်အေးများသဖြင့်အေးအေးဆေးဆေးရေစင်ချိုးနေခဲ့ရာချိန်တော်လေးကြာသွားလေသည်ကုန်းပေါ်သို့ပြန်တက်လာသည့်အချိန်မှာမှောင်ကနီးနေပြီဖြစ်သည်ထို့ကြောင့်ကျွန်တော်ဒီအဝတ်အစားများကိုပြန်လည်ဝတ်ဆင်နေသည့်အချိန်၌ထင်မှတ်မထားသောအရာတစ်ခုရင်ဆိုင်တွေ့လျက်ရလေသည်ပိုးတောင်ပြေကြားတကောင်ကျွန်တော်နှင့်စေကိုက်ခန့်အကွာတွင်ရက်နေသည်သူသည်အသည့်အနေထားဖြင့်ခုံးအုပ်ရန်ဟန်ပြနေသည် ကျွန်တော်သည်အဝတ်အစားများကိုပြန်ဝတ်နေသည့်အချိန်တတိတလွဖြစ်သွားသောကြောင့်အလစ်အငိုက်ခံရကြပြီဒီအချိန်နေတွင်တနက်သည်ကျွန်တော်ချင်း၌သာရှိနေတော်လဲကောက်ယူရန်မဖြစ်နိုင်တော့ပါကျွန်တော်တို့ကြားကအကွာဝေးသည်အလွန်အနေများသောအကွာဝေးဖြစ်သည် ထို့အကွာဝေးတွင်ရှိနေသောကျွန်တော်သည်လှုပ်ရှားလိုက်သည်နှင့်ခုတ်အုပ်ခံရတော်မူဖြစ်သည်ပြင်းစင်ချိန်မြတ်သည်ဖြင့်အလွန်လှင်မြန်ဖြက်လက်သောကိုရောင်ပြေကြာကိုရင်ဆိုင်တိုက်ခတ်ရန်မဖြစ်နိုင်တော့ပါ ဤတိုက်ပွဲတွင်ကျွန်တော်ရှုံးနိမ့်ဖို့ရန်နှုံးပြေတည်ကြနေလိမ့်ပြီဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ပြန်လဲခုခံရဆက်ကူးလိုက်ပြီးကိုကိုကိုတိတ်လူအဖြစ်သဘောထားကချိန်ရင်း၌ရှိနေသောတနက်ကိုကောက်ယူရန်ဟန်ပြင်လိုက်သည်ထင်မှတ်ထားသည့်အတိုင်းပင်ကျွန်တော်လှုပ်ရှားလိုက်တာနှင့်ကိုတော်ပြေကြသည်ကျွန်တော်အားခုံအုပ်လာခဲ့လိမ့်သည်ထိုအချိန်တနက်ကိုလက်ဖြင့်ထိယုံသာရှိသေးသည်ကျွန်တော်သည်တနက်ဖြင့်ရင်ဆိုင်ခုခံရမဖြစ်နိုင်တော့မှန်းနားလေလိုက်သည်ထို့ကြောင့်ဘဝအဆုံးသက်ကိုရင်ဆိုင်ရန် မျိုးလုံးနှစ်ဖက်ကိုမှိတ်ထားလိုက်သည်ထိုအချိန်တွင်ဝေါင်းဆိုသည့်ကြောင်းအော်တန်းကြီးနှင့်အတူရုံရင်ဆန်ခတ်တံများကိုကြားလိုက်ရသည်ထို့အတူကျွန်တော်လည်းဘာမှဖြစ်မသွားခဲ့ပါထို့ကြောင့်မျိုးလုံးများကိုပြန်၍ဖွင့်ကြည့်လိုက်ရာလွန်စွာထူဆန်းသောမြင်ကွင်းတစ်ခုကို တွေ့လျက်လေသည်မျက်စိရှိတွင်ကျွန်တော်အားခုံအုံရန်ဟန်ပြင်းနေသောကိုတော်ကြားအပြင်တခြားကြားတစ်ကောင်လည်းရှိနေသည်သူတို့နှစ်ကောင်သည်ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြခြင်းဖြစ်ပြီးကျွန်တော်သည်သူတို့နှစ်ကောင်တိုက်ခတ်နေသည်ကို ကြောင်ငေးရွေးကြည့်နေခဲ့ရာဒုနီယာမှထွက်ပြေးဖို့ရန်မိသွားခဲ့သည်ကျွန်တော်ပထမဆုံးတွေ့လျက်ရသည့်ကြားကိုတိချာကြည့်ရှုလျက်ရသဖြင့်သူတို့နှစ်ကောင်ကိုကောင်းစွာခွဲခြားတတ်သည်နောက်မှရောက်လာသောကြား၏ရွေးစားသည် သူထက်သေးငယ်တော်လဲပို၍တမ်းမာပုံရသည်နှစ်ကောင်သားပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်ပွဲတွင်သူ့ဘက်ကအေးနေနေသည် နောက်ဆုံးတွင် နောက်ရောက်လာသည့်ကြားဤတိုက်ခိုက်မှုကြောင့်ဒဏ်ရာများစွာဖြင့်ဆုတ်ခွာထွက်ပြေးသွားလေသည် ို့အခါတိုက်ပွဲမှာအနိုင်ရရှိသွားသောကြာသည်ကျွန်တော်အားလှမ်းကြည့်လာခဲ့သည်ထိုအချိန်ကြမှကျွန်တော်သည်အမားကြီးကျွလုံမိမှန်းသိလက်ရလေသည်သူတို့နှကောင်တက်ခဲတပ်ပုတ်နေသည့်အချိန်ကလေးကကြောင်ရွေ့ငေးကြည့်မနေပဲထွက်ပြေးလာခဲ့လျင်အန်ရကင်းသည့်နေရာသို့ရောက်နေလောက်ပြီခုတော့ဒုတိယတကောင်ကိုထပ်မံ၍ရင်ဆိုင်ရကြည့်တော်မူဒီတစ်ချိန်တွင်တော့အနိုင်ရရန်အခွင့်အရေးရှိနေသည်အเจ้าမှာလက်ထဲတွင်တနက်ရှိနေသောကြောင့်ဖြစ်သည် ဇော်တော့ကမျက်စိမိတ်လိုက်သည့်အချိန်တနက်ကောက်ကင်မိသည်ကိုအမှတ်ရလာသည်ကျွန်တော်အားခွန်အုပ်ခဲလျင်ပြန်လည်ပြစ်ခတ်ရန်အသည့်ပြင်ဆင်ထားလိုက်သည်တိုက်ပွဲ၌အနိုင်ရရှိသွားသောကြာသည်ကျွန်တော်ကိုလှမ်းကြည့်လာခဲ့ပေမယ့်အကြံလိုသည့်အမှုရာကိုမတွေ့ရဘူးနောက်ဆုံးတွင်ဆိုပါကြသည်မောင်းငနဲ့တစ်ချက်ခြေလောင်စွာမြည်ဟိမ့်လိုက်ပြီးနောက်ကျွန်တော်အနာကနေထွက်ခွာသွားလေတော့သည်ဘဝချင်းကြမှကျွန်တော်ဒီတပြင်းလုံးလုံးချနိုင်တော့သည် ိုနေရာမှအမြန်ဆုံးထွက်ခွာသွားရင်ဝက်လက်စအဝတ်စားများကိုခတ်သက်သက်ဝတ်ဆင်လိုက်သည်ထိုအချိန်မုဆိုးကြီးဦးလျံခေါင်နှင့်ကိုတိုက်ထွန်းတို့သည်ကြားဟိန်နှင့်ကြားသည်ဟုဆိုကာရောက်လာခဲ့ကြလေသည်ဒီဘက်နားမှာကြောက်အော်တန်ကြလိုလိုက်လာခဲ့တာဗျဆရာဘာမှမဖြစ်လို့တော်သေးတာပေါ့ကြောက်အော်တန်ကဝေးပါတယ်ဗျာကျွန်တော်ဒီလင်ညာရေးပြောဆိုမိသည်အမှန်တိုင်းပြောရင်လဲသူတို့ဒီကျွန်တော်ပြောတာကိုယုံကြည်ကြလိမ့်မည်မဟုတ်ပါကျွန်တော်ကြုံတွေ့ခဲ့ရသောအဖြစ်ပျက်သည့်အလွန်ထူးဆန်းအံ့ဩပဲကောင်းနေသောကြောင့်ဖြစ်သည် ိတ်မွေးလောက်ဘူးကြောက်အော်တန်ကိုကျုပ်သေးချာကြားလိုက်ရတယ်တစ်ခါတည်းတောင်မဟုတ်ဘူးနှစ်ခါတောင်မှကြားလိုက်ရတာဘာပဲဖြစ်ဖြစ်ဆရာဘေးကင်းမန်းသိရလို့စိတ်အေးသွားပါပြီကျွန်တော်ကိုစိတ်ပူပြီးလိုက်လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာချင်းချင်းတွေပဲဗျာမလို့ပါဘူးကြားတကောင်သည်အခြားကြားတကောင်၏လက်ထဲကနေမိမိအသက်ကိုကဲချောင်းပြောလျင်မိသူကမှယုံကြည်လိမ့်မည်မဟုတ်ပါတို့ကြောင့်ဒီအကြောင်းကိုမိုးဆိုးကြီးနဲ့ကိုတိုက်ထုံးလို့တာမကအခြားမိသူကိုမှလည်းမပြောပြခဲ့ပါ ဒါကြောင့်အဲ့ဒီအကြောင်းဘသူကမှမသိပါမြေသူကိုမှမပြောပြထားသည့်လှေဝက်ချက်ကိုကိုရွှေနီကသိနေသဖြင့်အလွန်မင်းအံ့ဩသွားမိသည်အဲ့ဒီနေ့တုန်းကကျွန်တော်တက်ကိုကက်တင်ခဲ့တဲ့သူကတကယ်ပဲကိုရွှေနီလားဟုတ်ပါရဲ့ဆရာကိုလိုပြောပြတာကကုညီကယ်ဘူးတာကိုပြန်ဖော်ပြီးအကူညီတောင်းတာမျိုးမဟုတ်ပါဘူးဗျကျွန်တော်ဟာတမန်လူမျိုးဆိုတာဆရာမယုံမှဆိုလို့ပါကျွန်တော်လိလာထားတဲ့နောက်တော့တမန်ကြားအနယ်တွေကလူသိမခံကြဘူးလေ ကိုရွှေနီကကိုကိုကိုတမန်ကြပါလို့ပြောနေတော့ယုံကြည်ဖို့ကခက်ခဲနေလိုပါကျွန်တော်ဒီတမန်ကြအကြောင်းစိတ်ဝင်စားသဖြင့်အနှဲငယ်လိလထားမှုသည်ဟုတ်ပါတယ်တမန်ကြမှန်လူတွေတည်သွားခဲ့ရင်လူလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်လို့ကျွန်တော်တို့ထမန်လူမျိုးတွေကတက်မြောက်ထားတဲ့ပညာရက်ကိုလူတွေမရင်မိအောင်လျှို့ဝှက်ထားကြတယ်လीလူစင်စက်ကနေကြားအဖြစ်ကိုအသွင်ပြောင်းနိုင်တဲ့အတတ်ပညာကိုတခြားလူမျိုးတွေခိုးယူတင်ကြတက်မြောက်သွားမှာကိုစိုးရင်လူလဲပါတာပေါ့ကျွန်တော်တောင်မှမပြောမဖြစ်တဲ့အခြေအနေမျိုးပြောပြတာပါ ပြီးတော့ဆရာကိုလည်းယုံကြည်လို့ပါဆရာကိုကျွန်တော်နှစ်ကြိမ်မဲ့တွေ့ဘူးသေးတယ်ဒါပေမဲ့ဆရာအကြောင်းအများကြီးကြားဘူးပါတယ်ဆရာဟာတိတ်တဘောကောင်းတဲ့အကြောင်းသူတော်ဘာကိုကုညီတတ်တဲ့အကြောင်းယုံကြည်ရတဲ့အကြောင်းစာရီပေါ့ဗျာမိုးစိုးကြီးပြောပြလို့ဆရာအကြောင်းသိနေတာလေမိုးစိုးကြီးတို့မိသားစုနဲ့ကျွန်တော်တို့ညီကိုကအင်းကြီးချင်းတွေဆိုတော့ကျွန်တော်တို့ညီကိုရွာကိုပြောင်းလာကြတဲ့ကအရင်ကြီးကြတယ်ဒါဆိုအဲ့ဒီနေတုန်းကကျွန်တော်မှန်းသိလို့ကုညီခဲ့တာပေါ့မဟုတ်ပါဘူး အဲ့ဒီမတိုင်ခင်ကတိဆရာနာမည်ကိုကြားပဲကြားဘူးလားတခါမှမမြင်ဘူးဒါကြောင့်ဆရာမမသိပါဘူးဆရာနေရာမှာတခြားသူဆိုလဲကုညီဖို့ဝင်လင်းနေမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကြားရတဲ့ကောင်လို့စိတ်ရိုင်းဝင်နေပေမဲ့လူသားအသိစိတ်လည်းရှိနေသေးလို့လေဘာပဲဖြစ်ဖြစ်ကိုရွှေနီကိုကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့ဒီနေ့တုန်းကကိုရွှေနီရောက်မလာခဲ့ရင်ကျွန်တော်တို့ကြားစာအဖြစ်ဘဝပြောင်းသွားတော့ပြီဒီဒီချိန်တော့ကျွန်တော်ကုညီရမယ်လှဲ့ပေါ့ဘာကုညီရမလဲတာပြောပါဗျာကျွန်တော်အစွမ်းကုန်ကုညီပါမယ် ခုလိုကူညီပေးမယ်လို့ပြောတာကကျေးဇူးကျေးရှိလို့လည်းမဟုတ်ဘူးเนาะကျေးဇူးကျေးမရှိရင်တောင်မှကျွန်တော်ကူညီနိုင်တဲ့အရာဆိုရင်လူတိုင်းကိုကူညီဖို့အစဉ်အသင့်မှာကျွန်တော်ဆရာကိုယုံပါတယ်ထို့နောက်ကိုရွှေနီကသူ့ခက်ခဲကို ပြောပြလေသည်ဒီလိုပါကျွန်တော်ညီလေးကြားအသွင်ပြောင်းပြီးတော်တဲ့ဝင်သွားတာငါရဲ့ကြော်ကြတဲ့အထိပြန်မလာလို့စုံစမ်းကြည့်တော့အဖမ်းခံထားရမှန်းသိလျာတယ်ဘသူတွေဖမ်းထားတာလဲဗျတိရစ္ဆာန်အရှင်တွေကိုတရုတ်ဘက်ကိုတရားမဝင်ပို့တဲ့အဖွဲ့တစ်ခုကပါ သူတို့တွေဟာတော်တဲ့ကတလေးဆန်မျိုးစုံကိုမေဇေးပစ်ဖန်စီပီတစ်ဖက်နိုင်ငံကိုရောက်စားကြတာလေသူတို့ကိုယ်တိုင်ကလည်းနေဆက်ကနေတရားမဝင်ဝင်ရောက်လာကြတာဒူးဆက်ခိုင်းသားတွေပေါ့အဲ့ဒီလိုအဖွဲ့တွေလည်းရှိနေတာလားဗျသက်ဆိုင်ရာတွေကအဲ့ဒီအဖွဲ့တွေကိုအေးမယူကြဘူးလားနေဆက်မှာစောင့်ဖိုင်းရင်ဒီကောင်တွေပြည့်မလို့ပါဘူးသူတို့တွေကအေးယူမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအဖွဲ့အစည်းတွေကသက်ဆိုင်ရာတွေကိုငွေနဲ့ပောက်ပြီးတင်းသွင်းထားတာလေပြီးတော့ကျွန်တော်အချင်း ဒီဂျိုင်ဝမ်ဒေတာအတွင်းမှာမှောက်ဖို့စခန်း၅ခုမကရှိနိုင်နဲ့ကိုရွှေနီထံမှကြားလိုက်ရသောစကားကြောင့်ကျွန်တော်ဒီလွန်စွာအံ့ဩမှင်သက်သွားရလေသည်ဒေါသလည်းဖြစ်မိသည်နိုင်ငံဝန်ထမ်းတယောက်အနေနဲ့လည်းချက်ယွန်းစိတ်များဖြစ်ပေါ်လာမိသည်အဲ့ဒီအဖွဲကခမညီလေးကိုဘာမှဖမ်းထားတာလဲဗျကျွန်တော်တို့ရွာအရှိဘက်တောထဲမှာစခန်းချနေတယ်ကျွန်တော်ညီလေးကိုလည်းအဲ့ဒီစခန်းထဲမှာပဲတခြားတောကောင်တွေနဲ့အတူဖမ်းဆီးထားတယ်ကျွန်တော်ထင်တော့သမတ်အကောင်ကြီးပြေးတာနဲ့ကုန်ကားကြီးတစ်ဖက်နိုင်ငံကိုပို့မယ်ထင်တယ်ဖြစ်နိုင်ရင်ကျွန်တော်ညီလေးကို ဒီတရက်နှစ်ရက်အတွင်းမှာပြန်ခဲ့ခြင်းနဲ့အဖန်ခံရတဲ့အချိန်လူဘဝပြန်ပြောင်းမသွားဘူးဆိုပေမဲ့လူတွေနဲ့အနီးနီးပြီးလူနဲ့ရတာများလာရင်လဲလူစိတ်ဝင်ပြီးလူပြန်ဖြစ်သွားလိမ့်မယ်။ညီလေးသာလူဖြစ်ပြောင်းသွားရင်ဒုက္ခရောက်မဲ့သူကသူတယောက်တည်းမဟုတ်တော့ဘူး။ကျွန်တော်တို့မျိုးနွယ်စုတစ်ခုလုံးဒုက္ခရောက်မှာပါ။အစဉ်ပြေရင်ဒီလိုဖြစ်သွားနိုင်တဲ့အကြောင်းပြချက်လေးပြောပြပါလားဗျ။ကျွန်တော်တို့မျိုးနွယ်စုမှာထွက်မြက်ထားတဲ့နေမည်ရှိတယ်။အဲဒီနေမည်ထဲမှာကြားအဖြစ်သင်ပြောင်းနိုင်တဲ့ပညာရဲ့အပါအဝင်မော်အတက်ပညာကျင့်စဉ်တွေကိုရေးသားထားတဲ့ ကျန်းစာကိုလည်းရှိတယ်။အဲ့ဒီကျန်းစာအုပ်ဟာတစ်ကမ္ဘာလုံးမှာအမတအုပ်ပဲရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ကျန်းစာအုပ်ထဲကချင်းစင်တွေကိုအခြားပေပရိုက်စာရွက်တွေပေါ်မှာကူးရေးလို့မရဘူး။ကူးရေးလိုက်တာနဲ့အဲ့ဒီပေပရိုက်စာရွက်ဟာချက်ချင်းဆိုသလိုမိထလောင်ပြီးပြတ်ကွက်သွားတတ်တယ်။ဒါကြောင့်ထမံမျိုးနွယ်စုတွေကရွေးရောက်ပြီးတဲ့လူတိုင်းဟာကြားအဖြစ်ကိုအသွင်ပြောင်းနိုင်တဲ့အတက်ကိုကျင့်တော့မယ်ဆိုရင်ကျန်းစာအုပ်ရှိတဲ့အထွတ်မြတ်ထားရတဲ့မျိုးရင်းဆုံးသွားကြရတယ်။ပြီးတော့ကျန်းစာအုပ်ကိုထိမ့်သိမ်းရှောက်ရှောက်တဲ့အကြီးကဲစီမှာခွင့်တောင်းပြီးမှကျင့်ကြံရတာ။ ဒါကြောင့်အသွင်ပြောင်းနိုင်တဲ့လူတိုင်းဟာစံစာအောင်ရှိနေတဲ့အထွတ်မြတ်နယ်မြေနေရာကိုသိထားကြတယ်။ကျွန်တော်တို့ညီကိုပါဝင်ပေါ့။ကိုရွှေနီသည်ကျွန်တော်ထက်ပေးထားသည့်အေးနေပြီဖြစ်သောရင်းနှီးချက်ပကံကိုမော့တောက်လိုက်သည်။ထို့နောက်စကားဆက်ပြန်သည်။ကံမီရမုံဆိုးတချို့ဟာအဲ့ဒီစာအုပ်အကြောင်းကိုသိထားကြတယ်။ညီလေးသာလူဖြစ်ပြန်ပြောင်းသွားပြီးအဲ့ဒီအကြောင်းပြန့်နှံ့သွားခဲ့ရင်ကံမီရမုံဆိုးတွေဟာအဲ့ဒီအဖွဲစည်းတွေနဲ့ဆက်သွဲပြီးညီလေးစီကနေစံစာအုပ်အကြောင်းသတင်းနိုင်ကြလိမ့်မယ်။ကျွန်တော်သူ့ကိုယုံတယ်။ ကျန်းစာကိုအကြောင်းတစ်ခွန်းမှဟမှာမဟုတ်ဘူးဒါပေမဲ့ညှင်းမနေဆက်ပြီးအတင်းကျပ်မင်းရင်တော့ပြောမိမလားမသိဘူးသူ့အတွက်စိုးရင်တလို့မျိုးနွယ်စုအတွက်လည်းစိုးရင်မိတယ်ဗျာထမံမျိုးနွယ်စုရဲ့အနာဂတ်ဟာသူ့ပေါ်မူတည်နေတယ်လို့ပြောရမလားပဲသိလဲစိုးရင်မနေပါနဲ့ကျွန်တော်တို့အစွမ်းကုန်ကူညီပါမယ်ကျွန်တော်တို့ဆိုဒီမှာမိုးဆိုးကြီးအားရည်ရွယ်ပြီးပြောဆိုလာခြင်းဖြစ်သည်ကိုရွှေနီပြောတဲ့အတိုင်းဆိုသက်ဆိုင်ရာတွေကိုလည်းကူညီတောင်းလို့ရမှာမဟုတ်ဘူးသူတို့ကိုယ်ပိုင်ပါဝင်ပတ်သက်နေတော့ခေါင်းဆောင်ကြမှာသိကြတယ် ဲ့ဒီစခန်းထဲမှာလူဝင်အားဘယ်လောက်ရှိလဲကိုရွှေနီစုံစမ်းထားလားဗျဆယ်ယောက်လောက်တော့ရှိတယ်ဗျကျွန်တော်တို့ကိုနီကိုဟန်နဲ့ကိုလှုပ်ရှားကြတာပေါ့တို့နောက်ကျွန်တော်ဒီမိတို့လှုပ်ရှားကြမိကိုပြောပြလိုက်သည်ထိုအခါကိုရွှေနီဒီထိတ်လန့်သွားဟန်တူသည်ဖြစ်ပါမလားဆရာဆရာတို့အနေရများလုံးနဲ့လေဖြစ်ပါတယ်ဗျာကိုရွှေနီအားသူညီလူမျိုးရဲ့အတွက်အစွမ်းကိုကူညီပေးမယ်ဟုခရီးပေးလိုက်သည်ဖန်စီခံစားသည့်အသွင်ပြောင်းတမန်ကြကိုရွှေဝါကိုကယ်တင်မှုအတွက် ကျွန်တော်စိတ်ကူထားသည်မှာဤသို့ဖြစ်သည်တော်ရန်ကလေးဆန်ရှင်ကောင်းများကိုတဖက်နိုင်ငံသို့ပို့ဆောင်ရောက်ချနေသည့်မှန်ကူသမားတို့၏တော်တင်စခန်းထဲသို့တိတ်တဆိတ်ဝင်ရောက်ကာသူတို့အားမိစေးတနက်ဖြင့်တိုက်ခိုက်၍ကိုရှူဝါအားကယ်တင်ပေးရန်ဖြစ်သည်ဒေါ်စိတ်ကူသည်အလွန်အနေများသောစိတ်ကူဖြစ်သည်အကယ်၍စခန်းထဲသို့တိတ်တဆိတ်ခုံဝင်သည့်အချိန်တွင်သူတို့နှင့်ရင်ဆိုင်တွေ့လျင်အပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်လာနိုင်သည်ထို့ပြင်စခန်းထဲသို့ဝင်ရောက်လာသူမှာကျွန်တော်မှန်းတည်သွားခဲ့လျင်အကြံစီအောင်မြင်သည့်အချိန် နောက်ပိုင်းကာလများတွင်အညိုထားကအသက်အန္တရာယ်ချင်းချောက်လာနိုင်သည်ထို့ကြောင့်တည်ကြည်စွာ ပြုလုပ်ရပေမည်ကျွန်တော်သည်ကိုရွှေနီဦးလျံခေါင်းတို့နှင့်အတူသူတို့ရွာကိုတခါတည်းလိုက်ပါလာခဲ့သည်သူတို့ရွာသည်ကျွန်တော်တို့စခန်းနှင့်၅မိုင်ခန့်သာဝေးသည်သူဖြစ်ရာနေမဝင်ခင်ရောက်လာခဲ့လေသည်အင်ချီ30ကျော်သာရှိပြီးတရွာလုံးနီးပါးမုတ်ဆိုးလုပ်ကိုလုပ်ကင်ကြသည်ဒီအနီးနားမှာရှိတဲ့ကျွန်တော်တို့မျိုးနွယ်စုတွေကိုကူညီတောင်းရင်တော့ရပါတယ်ဒါပေမဲ့ကျွန်တော်ညီဖန်စီခံရတာကိုသူတို့သိသွားရင်ကူညီမှာကနောက် အရင်ဆုံးပြစ်တင်ရှုံချကြမှာပြီးတော့အထင်မြင်သေးတဲ့စကားတွေဝိုင်းပြောကြလိမ့်မယ်ဒီလိုဆိုကျွန်တော်တသက်လုံးအရှက်ရနေလိမ့်မယ်ကျွန်တော်အရှက်ရမှာကြောင့်လို့ဆရာကိုအကူအညီတောင်းမိတာပါဆရာကိုအနေတော်တဲ့ဆွဲခေါ်ခြင်းလို့မဟုတ်ပါဘူးဒါတွေပြောနေကြမလို့ပါဘူးဗျာရေးကြည့်တာကခမညာညွတ်မြောက်ရေးပါကျွန်တော်တို့အန်းကုံကြိုးစားကြတာပေါ့ဆရာကိုရောဦးလျံခံကိုပါကျေးဇူးတင်ပါတယ်ဗျာဒါနဲ့ကျွန်တော်တို့ကမုန်းနှပင်ကိုသွားရှာတော့ငါတမန်ကြကြောင်ပြောကြသေးတယ်လေ အဲ့ဒီကတည်းကကိုရွှေနီတို့ညီကိုဟာတမန်ကျအသွင်ပြောင်းတက်ပညာကိုတက်မြောက်ထားတဲ့ထမန်လူမျိုးတွေမြန်တိထားပြီးပြီလား။တော့ကဥလျံခေါင်ကိုမေးလိုက်သည်။မတိသေးဘူး။သူကမောင်ရွှေနီတို့ညီကိုတွေကိုရှမ်းလူမျိုးတွေဖြစ်ပဲတိထားတာလေ။သူတို့ညီကိုတွေဟာအသွင်ပြောင်းတမန်ကျတွေမှာမနေကမှတိရတာ။သူတို့ကျုပ်ကိုပြောပြမထားဘူးလေ။ဒီအတွက်ကျုပ်သူတို့ကိုစိတ်မဆိုးပါဘူး။တမန်ကျတွေဆိုကလွလွဝဝနေတတ်တဲ့အမျိုးတွေလေ။ဒီချောင်းကိုကျွန်တော်တို့၃ယောက်အပြင်ဘသူတွေတိထားသေးလဲ။ကျုပ်တို့၃ယောက်ပဲတိသေးတယ်။အင်္ဂလိပ်တွေတောင်ပြောပြမထားဘူး။ ဒီညလဲလင်းစင်ထိုးပြီးအမဲသွားပြစ်မယ်လို့ပြောထားတယ်။အဲ့ဒီစခန်းထဲမှာလူစယောက်ထဲမပေါ်တာသိကြပါရဲ့နော်။သိကြတယ်ဆရာ။အဲ့ဒီစခန်းကိုရောက်ဖို့တဲ့မုံဆုပ်တွေစီစုံစမ်းထားတာ။ဆယ်ယောက်အတိပဲ။လူအင်အားဆယ်ယောက်လောက်ပဲဆိုရင်တော့အလင်းငိုက်ဝန်တိုက်ရင်အေးစေးနိုင်ပါတယ်။ကျွန်တော်တို့ဒီသားကြဖို့ကိုရင်နွေးချမ်းဖြစ်မိစား၍ထွေရလေးပါပြောဆိုကညာနဲ့ချင်းရောက်သည့်အထိစိတ်ရှိလက်ရှိစောင့်နေကြသည်။မင်္ဂလာပါရှင်။ Soul Spice Library ကနေကြေညာလိုက်ပါတယ်။ ဒီကနေ့တင်ဆက်ပေးတဲ့ဇာတ်လမ်းလေးကတော့ Black Dragon ရေးသားထားတဲ့တမန်ကြညီနောင်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကိုလိုစိတ်ဝင်စားပဲကောင်းတဲ့ဇာတ်လမ်းလေးတွေကိုအများနဲ့တင်ဆက်ပေးနေတာမို့ဆောင်မြောအားပေးကြပါဦးနော်။ကြိုက်နေတဲ့တဲ့ဆိုရင်လည်း Like and Subscribe လေးအပြင် Notify ခေါင်းလောင်းလေးကိုပါနှိပ်ခဲဖို့မမေ့ပါနဲ့နော်။ပိုင်းနှစ်ကိုဆက်လက်ဆောင်မြောပေးကြပါအောင်ရှင်။